အားလုံးပဲမင်္ဂလာပါကျမရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာလ3ရက်နေ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့သခိုင်းတိုင်းမြင်းမှုမြို့နယ်မြောင်လန်းခွဲတွင်အထိုင်းချတပ်ဆွဲထားသောအစံဘက်စစ်တပ်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းမြောင် drone force MDF မှတာဝန်ခံကြားခင်စိန်ကပြောဆိုပါတယ်ဒီဇင်ဘာလ၁ရက်နေ့ညနေ9:00နာရီခန့်တွင်မြင်းမှုမြို့နယ်မြောင်လန်းခွဲ၌အထိုင်းချတပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရဲတပ်ဖွဲ့များက Face Wind Drone များဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုဘုံချိတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေစခန်းအတွင်းကြားရောက်ပါခွဲခဲ့ကအကြံပတ်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းအကြံပတ်စစ်သားများမှလည်းလက်နက်ငယ်များဖြင့်ရန်တပ်ပစ်ခတ်ခဲ့ကတော်လန်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။စစ်ခွေး90လောက်ရှိပါတယ်စစ်ခွေးတည်ခြင်းကတော့မသိရသေးဘူးပုံတိကျကြတာသူတို့ပတ်စံကောက်တဲ့ဂိမ်းနာကိုကြပါတယ်စစ်ခွေးဘက်ကတော့2ယောက်3ယောက်လောက်ထိတယ် အသေးဆုံးတော့မရှိဘူးလက်နက်ကြီးတွေနဲ့ပြန်ပစ်ခံရပါတယ်သုံးလုံးပစ်ခံရပါတယ်စစ်ခွေးဘက်ကတော့ထိခိုက်မှုရှိတယ် drone ၅ကြီးနဲ့တိုက်ခိုက်ခဲ့တာပါ MDF drone ကြားခင်စိန်ဘွဲက6လက် drone ပို့ကြည့်ဖို့လိုအပ်နေတာလည်းရှိတယ်ရှေ့ဆက်ပြီးစစ်တပ်ကိုတိုက်ခိုက်သွားပါမယ်ဟုမြောက် drone force MDF မှတာဝန်ခံကြားခင်စိန်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုမြောင် drone force MDF နဲ့အတူမြင်းမှုမျိုးနဲ့ပါကဖ SDDF စကိုင်းခိုင် drone တပ်ဖွဲ့ HAWK Gorilla Force AR မွေဝေး NZN Justice Warrior တပ်ဖွဲ့ Revolutionary Air Force တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့သခိုင်းတိုင်းရွှေဘုံမျိုးအတွက်ကန်တော်ဂိတ်တွင်အကြမ်းဖက်စစ်သားများကပြည်သူများထံမှနေစဉ်ဓားများတိုက်ပြီးငွေကြေးသိမ်းရာချီတောင်းယူနေကြောင်းဒေသပြည်သူများကပြောဆိုပါရသည်။ အဆိုပါကန်တော်ဂိတ်ကိုအကြံပတ်စစ်တပ်ကထိန်းချုပ်ထားပြီးရွှေဘုံမျိုးရှိချင်းမြတရင်ဖြစ်သောခမာယာစစ်တပ်မှဒုအရာခံဘုတန်ထေကဦးစီး၍ဂိတ်ဖွင့်ထားခြင်းဖြစ်ကြောင်းဒုအရာခံဘုတန်ထေသည်ပြည်သူများတည်ဆောင်လာသည့်ကုန်ပစ္စည်းများပေါ်အစမတန်ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါသည်။စံစဘာကားတစီကို2000ကျပ်စိုက်ပျိုးရေးတုံးအိမ်သုံးပစ္စည်းတွေတင်လာတဲ့ကားတစီကိုကျပ်တသိန်းကနေ2သိန်းတွင်ပေးနေရတယ်။နေ့စဉ်သိန်းရချီရနေတယ်ဟုဒေသပြည်သူတို့ကပြောကြပါဗျ။ ဒုရာကံဘုတန်ထိပ်သည်ဂိတ်ဖွင့်သည့်နှစ်နှစ်အတွင်းပြည်သူများထံမှငွေကြေးတိမ့်ထောင်ချီကောက်ခံမှုအတွက်တိုင်ကြားစာပေးပို့ခဲ့တော်လဲအရေးယူမှုတစုံတရာမခံရသည့်အပြင်ရခင်ထက်ပို၍ဓမြတိုင်းငွေကြေးတောင်းခံမှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါသည်အလားတူရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့နယ်တွင်အကြမ်းဖက်စစ်သား၂ဦးကပြည်သူနေအိမ်ဈေးဆိုင်နှဆိုင်တွင်ဝင်ရောက်ဓားများတိုက်ခဲ့သဖြင့်စစ်တပ်ရာရှိတန်းတိုင်ကြားတော်လဲဆိုလာပြားနှင့်ဘက်ထရီအိုးတစ်လုံးသာပြန်ပေးပြီးငွေကျပ်နှင့်ပစ္စည်းများကိုပြန်ပေးခြင်းမရှိကြောင်း SSPP Info ကထုတ်ပြန်ပါသည်။ နိုဝင်ဘာလ28ရက်နေ့နနက်အစောပိုင်း2:20မိနစ်ခန့်တွင်တီဘောမြို့နယ်မိုးတီကြီးရွာအုပ်စုကွန်းစံလေးကြီးရွာရှိနေအိမ်တလုံးတွင်အကြမ်းဖက်စစ်သား2ဦးကဝင်ရောက်ပြီးအိမ်ရှင်များကိုတနက်ဖြန်ထောက်ကနေအိမ်နှင့်စိတ်ဆိုင်များအတွင်ကိုမွေးနောက်ကငွေကျပ်9သိန်းတန်ဖိုးရှိပစ္စည်းများနှင့်ငွေသားများကိုယူဆောင်သွားကြောင်းယင်းနေ့နနက်အစောပိုင်း၄နာရီဝင်ကျင်၌လည်းတခြားနေအိမ်စိတ်ဆိုင်အတွင်သို့ဝင်ရောက်ကအိမ်ရှင်များကိုတနက်ဖြန်ထောက်ထားပြီးပစ္စည်းများကိုမွေးနောက်ယူဆောင်သွားကြောင်းသိရပါသည် ထို့သောဓမြတိုက်သည့်ကိစ္စနှင့်ပတ်သက်၍ရက်ကြီးတာဝန်ရှိသူများကစစ်ကောင်မရှင်ရရှိများထံတိုင်ကြားခဲ့ရာပြည်မှုကျူးလွန်သူတသား2ဦးယူဆောင်သွားသည့်ဘက်ထရီနှင့်ဆိုလာပြားကိုအင်ရှင်ထံပြန်လည်ပေးပို့ခဲ့တော်လဲကျန်ရှိသည့်စားတောက်ဖွဲ့ရများနှင့်ငွေကြေးများကိုပြန်လည်ပေးဆောင်ခြင်းမရှိကြောင်းသိရပါသည်အဆိုပါမိုးတေကြီးရွာအောက်စုကိုလွန်ခဲ့သည့်အောက်တိုဘာလကစစ်ကော်မရှင်တပ်မှထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီးလက်ရှိချိန်ထိစစ်ကော်မရှင်တပ်လှုပ်ရှားဆိုးမှုနေသည့်နေရာဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့ကျန်းမာရေးပါတီကမဲဆွယ်စည်းရုံးပွဲများနှင့်ဆိုင်းဘုတ်တင်ပွဲများတွင်ဝေပေး၍လူများခေါ်ယူသည့်စည်းရုံးများကိုရွေးကောက်ပွဲ၃စည်းရုံးတွင်ထည့်သွင်းခြင်းမပြုကြောင်းကျန်းခံရေးပါတီတရင်ရင်မြစ်ကပြောဆိုပါသည် နိုင်ငံတော်တွင်ကျန်းဖို့ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများကရွေးကောက်ပွဲမဲဆွဲစည်းရုံးလှုပ်ရှားမှုများနှင့်ဆိုင်းဘုတ်တင်ပွဲများပြုလုပ်နေရာတွင်လူတအူးလင်ငွေကျပ်နှစ်တောင်းဖြင့်လူစုလူဝေးဖြင့်ငှားရမ်းကြောင်းယင်းသို့ငှားရမ်းမှုအတွက်ကုန်ကြစည်ရည်များမှပွဲတပွဲလင်းအ ਨੇ စုံငွေကျပ်သိန်းတရာလူငှားရမ်းကနှင့်အသွားပြန်ကြိုးပို့အတွက်သုံးဆွဲကြောင်းအဆိုပါ၃စိတ်များနှင့်တပ်ဆိုင်ရာမျိုးနှင့်ကျန်းဖို့ပါတီများ၏ရုံး၃စိတ်ဖြင့်ထည့်သွင်းပြီးရွေးကောက်ပွဲ၃စိတ်ဖြင့်တင်ပြခိုင်းခြင်းမရှိကြောင်းသိရပါသည်။ အခြေခံတက်မှတ်ထားတာကလူတအူးကို2000လုံးနဲ့တက်မှတ်ထားတယ်။အဲဒီစရိတ်တွေကတော့မြို့နယ်ပါတီရုံးတွေကကြခန့်နေစီရင်နေမှာထဲတယ်။လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲအသုံးစရိတ်ဖြစ်မတင်ဘူး။တပွဲကိုအ ਨੇ ဆုံးလူတရာကနေ155ရက်မှာတယ်ကျူပုအစားတောက်ပါစီစဉ်ပေးတယ်အဲ့ဒီအတွက်ဘတ်ဂျက်ကိုလည်းပါတီဌာနချုပ်ကချထားပေးပါတယ်ဟုစံခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ် အောက်တိုဘာလ26ရက်နေ့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲ၃ချိန်အဖြစ်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုတဦးလင်းငွေကျပ်350စာကျပ်သိန်း300တို့၎င်းတိုင်းရင်းသားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးသည်ကျပ်သိန်း300စာကျပ်သိန်း500တို့၎င်းရွေးကောက်ပွဲ၃ချိန်ကိုတုံးမြင့်ပြင်ဆင်သတ်မှတ်ပေးထားပါသည် တို့ရရင်မင်းအောင်လိုင်းဤဆေးလုံးမှုဖြင့်ရောက်ရှိလာသောဗိုလ်ချုပ်ဟောင်းများနှင့်လက်ရှိရာထူးရှိနေစေစစ်ဗိုလ်ချုပ်များမှမူ၎င်းတို့ဤကိုပိုင်30ငွေကြေးများဖြင့်မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့်စိုင်းပုတ်တင်ပွဲများလှုပ်ဆောင်ကြောင်းတန်ဖို့ပါတီတံမှရွေးကောက်ပွဲ30ရက်တောင်းခံတင်မရှိကြောင်းစံခိုင်ရေးပါတီတရင်ရင်းမြစ်အစိုးရသိရှိရပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းမုံရွာမြို့ပေါ်ရှိပြည်သူ့ဥယျာဉ်တွင်ကျင်းပပြုလုပ်နေသည့်ဇေယျပွဲအတွင်းစတေရှိုးပွဲကြည့်ပြီးပြန်လာသောလူငယ်32ဦးကိုအကြံပတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘဆွေမျိုးများနှင့်ဒေသပြည်သူများကပြောဆိုပါရယ်နိုဝင်ဘာလ28ရက်နေ့မုံရွာမြို့ပေါ်ရှိပြည်သူ့ဥယျာဉ်တွင်ကျင်းပပြုလုပ်နေသည့်ဇေယျပွဲတွင်စတေရှိုးပွဲကြည့်ပြီးပြန်လာသောလူငယ်32ဦးကိုအကြံပတ်စစ်တပ်ဤလန်တွင်အင်စီကားများဖြင့်အတင်းခေါ်ဆောင်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ အဆိုပါအကြမ်းဖက်စစ်တပ်ပေါ်တာဆွဲဖမ်းဆီးသွားသည့်လူငယ်32ဦးမှာအသက်20အရွယ်မှာအသက်35နှစ်အရွယ်ထိလူငယ်များဖြစ်ကြောင်းမုံရွာမျိုးပေါ်ဌာနဆိုင်ရာစူပေါင်းယုံတွင်တညာချုံနောင်ထားကနိုဝင်ဘာလ29ရက်နေ့နနက်ပိုင်းတွင်ကားများဖြင့်မုံရွာမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ဖမ်းဆီးခေါ်ဆောင်သွားပြီးမိသားစုဝင်များနှင့်ဆက်သွယ်ရေးမရကြောင်းသိရပါသည် နိုဝင်ဘာလ28ရက်နေ့ကမုံရွာမြို့ပြည်သူ့ဥယျင်ဇေယောင်ပွဲမှာရန်ဖြစ်တဲ့လူငယ်12ဦးရဲ့ပြီးတော့ရှိုးပွဲကြည့်ပြီးပြန်လာတဲ့လူငယ်20ဦးကိုစစ်ကွေးတွေကလမ်းမှာအင်စီကားတွေနဲ့ပေါ်တာဆွဲသွားတယ်။စုစုပေါင်းလူငယ်32ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်။စစ်ကွေးတွေကပေါ်တာဆွဲသွားတဲ့လူငယ်တွေအားလုံးကိုစုပေါင်းရုံမှာတ냐ထားပြီးနိုဝင်ဘာလ29ရက်နေ့မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုပို့လိုက်တယ်လို့ကြားတယ်။လက်ရှိမှာစစ်ခွေးတွေဖမ်းဆီးထားတဲ့လူငယ်32ဦးကိုမိသားစုတွေနဲ့တွေ့ခွင့်မပေးဘူးလို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ မုံရွာမြို့ပေါ်ပြည်သူ့ဥယျာဉ်စီရင်ပွဲတော်ကိုစစ်တပ်ကနိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ2ရက်နေ့ထိ9ရက်တိုင်တိုင်ကျင်းပပြုလုပ်နေခြင်းဖြစ်ပါတယ်။အလားတူအောက်တိုဘာလ13ရက်နေ့ကလည်းမုံရွာမြို့ကန်နာလန်ပေါ်ရှိစူတောင်းပြဖျားပွဲတွင်စိတ်ရှုပ်ဝဲကြည့်ပြီးပြန်လာသောလူငယ်30ကျော်ကိုအင်ကြီးက၅စီးဖြင့်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံရှိအချင်းထောင်ဆက်တခုမှနိုင်ငံရေးအချင်းသားအချင်းသူ268ဦးကိုဒီဇင်ဘာလ1ရက်နေ့တွင်လွတ်မြောက်သည်ကိုကနအူအတည်ပြုနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအချင်းသားများကွန်ရက် PPNN မှဗဟိုလုံမှုဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောဆိုပါရယ် တရက်ချင်းထောင်မှာနိုင်ငံရေးအကျဉ်းသားကြားလီဦးခလေးချင်းထောင်မှာကြားကိုဦးနဲ့မနှစ်ဦးဒိုင်ဦးချင်းထောင်မှာကြားလီဆက်ရှိဦးနဲ့မနှစ်ဦးအိုးဖို့ချင်းထောင်မှာကြားလီဆက်နှစ်ဦးရမဲတင်ချင်းထောင်မှာမသုံးဦးတာယာရီချင်းထောင်မှာကြား89ဦးနဲ့မ6ဦးတဝဲချင်းထောင်မှာကြား10ဦးနဲ့မသုံးဦးပြည်ချင်းထောင်မှာကြားလီဦးမကွေးချင်းထောင်မှာကြားနှစ်ဦးမြင်းချန်ချင်းထောင်မှာကြားမပေါင်း24ဦးအင်းစိန်ချင်းထောင်မှာကြား30ဦးနဲ့မနှစ်ဦးတို့ကိုလွတ်မြောက်လာခဲ့ကြောင်းသိရပါတယ် လက်ရှိဒီဇင်ဘာလတရက်နေ့မှာနိုင်ငံရေးပုံမှားတွေနဲ့50နှစ်လိုမျိုးပုံမှားချခံထားရတဲ့လူတွေလည်းပြန်လွတ်လာတာတွေ့ရပါတယ်။အထူးသဖြင့်လွတ်ဖို့လာပိုင်းလိုနီးတဲ့လူတွေကိုအဓိကလွတ်လာတာတွေ့ရတယ်။ဒါကလည်းအချင်းထောင်ထဲမှာနှစ်နှစ်ကျော်လောက်ထိထောင်ကာလတစ်ခုအထိကြာမြင့်ခဲ့တဲ့လူတွေအဲ့ဒီလူတွေကလည်းလွတ်ဖို့အတွက်ကြာမြင့်တဲ့လူတွေတခါတည်းပဲရွေးကောက်ပွဲကိုအကြောင်းပြပြီးလွတ်ပေးတဲ့သဘောမျိုးတွေ့ရပါတယ်ဟုကိုတိုက်ထွန်းကပြောဆိုပါတယ်။ တို့ရရင်လွတ်မြောက်လာသည့်နိုင်ငံရေးကျင်းသားများအနေဖြင့်လည်းလုံခြုံရေးအခြေအနေကိုသတိပြုအပ်လိုအပ်ကြောင်းကိုတိုင်ထုံးကဆက်လက်ပြောဆိုပါရယ်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့မွန်ပြည်နယ်မော်လမြိုင်မြို့တွင်တောင်ဝိုင်းတော်ဖြိုချမှုအပေါ်ဝေဖန်ခဲ့သည့်သဒ္ဒနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တိကိုလူဝတ်လဲပြီးညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်းဆရာတော်ဤတက္ကသိုလ်မှအချို့ကပြောဆိုထားပါရယ်။ နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းတွင်တောင်ဝိုင်းတော်ကိုစစ်တပ်ကဖြိုချနေမှုပေါ်လူမှုကွန်ရက်တွင်ဝေဖန်သည့် post များတင်ခဲ့သဖြင့်စစ်တပ်ကသာသနာ့နယ် foundation ဆရာတော်အရှင်ဆန္ဒစောတီကိုနိုင်ငံတော်အကြီးအကဲပြည့်စုံမှုပုံမှား905ကဖြင့်ဖမ်းဆီးလူဝတ်လဲပြီးအမှုဖွင့်ထားပြီးဆရာတော်ဤမော်လမြိုင်မြို့ဈေးကြိုရက်ကွက်တောင်ဝိုင်းရဲ့ဈေးတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်ကဝင်ရောက်ရှာဖွေမှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါသည်ဆရာတော်ကိုအမှုဖွင့်ခိုင်းတာကမွန်ပြည်နယ်အစိုးရလုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကျော်စွာမြင့်ကဖန်ခိုင်းတာလို့သိရတယ်။ ဆရာတော်ကိုလူဝတ်လဲပြီးတော့တန်ဃာတော်တပားအနေနဲ့မလျော်ညိတာတွေစစ်တပ်ကလှုံ့ဆော်ခိုင်းတယ်။အဲ့ဒါကလည်းညမနှိမ့်ဆက်မှုတစ်မျိုးပဲ။ဆရာတော်ရဲ့အခြေအနေကလည်းနေထိုင်ရေးနဲ့ဆုံးကိစ္စအတွက်အဆင်မပြေဘူးလို့သိရတော့စိုးရိမ်ရတယ်ဟုဆရာတော်ဤတခါရင်တူကပြောဆိုပါရယ်။စစ်တပ်ကတောင်ဝိုင်းတောင်ကိုမြေတူးဆက်များဆက်ရင်တရားများဖြင့်ဖြိုချခဲ့ခြင်းဖြစ်ပြီးရင်းတို့ဖြိုချမှုအပေါ်ဆရာတော်ကမလုံတဲ့မလုံထိုက်တော့လုံရက်အဖြစ်လူမှုကွန်ရက်မှတစဉ်ဝေဖန်ရေးသားခဲ့ခြင်းဖြစ်ပါရယ်။ ဆရာတော်ကိုဖမ်းဆီးသွားပြီးနောက်ဆရာတော်ဤကျောင်းတိုက်ဖြစ်သောမော်လမြိုင်မြို့ဈေးကျူရက်ကွက်တောင်ဝိုင်းရဲ့ဈေးတဝန်ကျောင်း၌ကိုလည်းစစ်တပ်ကအုပ်ချုပ်ရေးအဖွဲ့များကထိန်းချုပ်ထားကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့ကရင်ပြည်နယ်မြရီမြို့နယ်မင်းလက်ပံကျေးရွာနီးတိုက်ပွဲများအတွင်မြန်မာဘက်မှပြစ်ခတ်သောဂျီကထိုင်းနိုင်ငံတွင်သို့ကြောက်ရောက်ပြီးအသက်69နှစ်ထိုင်းနိုင်ငံသားတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ၁ရက်နေ့ည9:35မိနစ်အချိန်မြန်မာနိုင်ငံဘက်မှပြစ်ခတ်သောကြီးစင်ကထိုင်းနိုင်ငံမဲဆောက်မြို့ပတ်ချင်းရှိခြေရွာအတွင်းသို့ကြောက်ရောက်ပြီးအသက်69နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးဤဘဲဘက်ခြေရာကိုထိမှန်တရားရရှိခဲ့ကြောင်းရင်းနောက်ထိုင်းအာဏာပိုင်များကကြီးထိမှန်တရားရရှိသောထိုင်းမျိုးသမီးကြီးကိုတွားရောက်ကြည့်ရှုပြီးမဲဆောက်စေယုံသို့တင်ပို့ခဲ့ကြောင်းသိရပါသည်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်ခြမ်းသို့တရားဝင်ကန့်ကွက်စွာပေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင်လုံခြုံရေးပုံမှုတင်းကျပ်ထားကြောင်းသိရပါသည်။ နိုဝင်ဘာလ30ရက်နေ့ကလည်းမြောက်ရီမြို့နယ်မင်းလက်ပတ်အနီးသို့စစ်တပ်ကအလုံးရင်ဖြင့်စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကိုခိခိပတ်အတွင်းမှစစ်တပ်က၎င်းမြောက်ရီမြို့သောတန်း2ခု5ကလကောင်းလက်နက်ကြီးများဖြင့်ပစ်ကူခဲ့ကြောင်းမြန်မာစစ်တပ်ကပစ်ခတ်သောလက်နက်ကြီးများမှာထိုင်းနိုင်ငံ내သို့ကြားရောက်ခဲ့ပြီးမြန်မာရွှေပြောင်းလုပ်သမား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်လည်းမြန်မာစစ်တပ်ကပစ်ခတ်သောလက်နက်ကြီးကြီးများကထိုင်းနိုင်ငံ내သို့ထပ်မံကြားရောက်သဖြင့်ထိုင်းစစ်တပ်ကတတိပေးမိကြီးများမြန်မာဘက်သို့ဖောက်ခွဲပစ်ခတ်ခဲ့ကြောင်းသိရပါသည် နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်သို့မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးများကြားရောက်ခဲ့ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ကူးသောနေဆက်ကိတ်များအားလုံးကိုထိုင်းအာဏာပိုင်များက9ရက်တိတိပိတ်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့တွင်ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ပါသည်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းချောင်းဦးမြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏အမျက်ရည်ရည်နှစည်းကိုစောင့်ကြိုတိုက်ခတ်ရာစစ်သားများထိခိုက်မှုရှိကြောင်းရှင်းရင်းဖိုက်တာဂရုစီအက်ဂျီမှတာဝန်ရှိသူကပြောဆိုပါသည်။ ဒီဇင်ဘာလတရက်နေ့ညနေ၄နာရီ30မိနစ်ခန့်တွင်ချောင်းဦးမြို့နယ်အမြင့်ရွာကိုစစ်ကြောင်းထိုးရန်လာသောအကြမ်းဖက်စစ်တပ်၏အမြင့်ရည်ရည်နှစည်းကိုဒေါ်လာရင်တပ်ဖွဲ့များကချင်းရွှေမြစ်ကြောင်းတနေရာတွင်လက်နက်ငယ်များဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုးတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော့လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေ။အကြမ်းဖက်စစ်တပ်ဘက်မှလည်းစစ်တပ်လီဒီများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ။စိတ်ခွေးသေးခြင်းကတော့မသိရသေးဘူး။ကျွန်တော်တို့ဆက်လက်ဆုံဆန်းစေပါ။ကားကားစီးနဲ့မုံရအောင်မေစိတ်ကဲမှာစိတ်ခွေးတွေကိုလာချသွားတာပါ။စိတ်ခွေးတွေမော်တော်ကတော့ထိမှန်ခဲ့တယ်။စိတ်ခွေးတွေဘက်ကထိခိုက်မှုတည်ဆုံမှုရှိနိုင်တယ်။လက်ရှိမှာစိတ်ခွေးရင်ရင်ကတော့အမြင့်ရွာစိတ်ကဲမှာကတ်ထားတယ်။မုံရအောင်မေစိတ်ကန်းကနေစပြီးဆုံးလာတာပါကျွန်တော်တို့ရဲဘော်တွေအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုချင်းရင်းဖိုက်တာဂရုစီအက်ဂျီမှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်းဖိုက်တာ group CFG ကဦးဆောင်ပြီး Brave Heart Army BHA ရို့နှင့်လက်တွဲညီညီပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ Jamari ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့အနေလေးပိုင်ဆိုင်နိုင်ပါစေ။